Sky Daily ကြည့်ရှုသူမိဘပြည်သူများမင်္ဂလာပါရှင်။ဒီကနေ့တင်ဆက်ပေးသွားမယ့်သတင်းအကြောင်းအရာကတော့ဒုတိယအကြိမ်ငလင်ဘေးသင့်ပြည်သူများအတွက်အလူငွေလက်ခံပွဲနဲ့ဂုံပြုမတန်းလောပြန်လည်ပေးအပ်ပွဲကျင်းပခဲ့တဲ့သတင်းကိုတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်။အောင်စန်းညီနောင်များအသင်းမှကြီးမှုပြီးဒုတိယအကြိမ်ငလင်ဘေးသင့်ပြည်သူများအတွက်အလူငွေလက်ခံပွဲနဲ့ဂုံပြုမတန်းလောပြန်လည်ပေးအပ်ပွဲကိုတော့ ဒီကနေ့ဧပြီလ25ရက်နနက်9:00နာရီခွဲကကန္နမဟိုးဆေးမှာကျင်းပပြုလုပ်ခဲ့ပါတယ်။အဆိုပါအခမ်းအနားမှာတော့အောင်ဆန်းညီနောင်များအသင်းမှနိုင်ရကကြီးကအဖွင့်အမှားစကားပြောကြားခဲ့ပြီးအသင်းဥက္ကဋ္ဌမှာငလင်ဘေးတင်ပြည်သူများအတွက်လူရမ်းမှုများကိုရှင်းလင်းပြောကြားခဲ့ပါတယ်။ အဲ့နောက်မှာတော့အသင်ဒုတိယဥက္ကဋ္ဌတက်မှာတွားရောက်လူတန်းမဲ့ခရီးစဉ်နေရာဒေသများကို ရှင်းလင်းတင်ပြခဲ့ပြီးအလူရှင်များမှာအောင်စန်းညီနောင်များအသင်အားအလူငွေပေးရခဲ့ပြီးအလူရှင်များကိုဂုံပြုမှတ်တမ်းလာပြန်လည်ပေးရခဲ့ပါတယ်။အောင်စန်းညီနောင်များအသင်အနေနဲ့တဘာဝဘေးအန္တရာယ်ကြုံတွေ့ခံစားနေရတဲ့နေရာဒေသများကို လူတန်းလျက်ရှိတယ်လို့ယခုအခါမှာလဲမတ်လ28ရက်ကမန္တလေးမြေငလင်ကြီးလှုပ်ခတ်မှုကြောင့် အသက်အိုးအိမ်ဆုံးရှုံးမှုများခံစားနေရတဲ့ပြည်သူများအတွက်လူရန်သွားမှာဖြစ်ပြီးယခုလူရန်မှုကဒုတိယအကြိမ်လူရန်မှု ဖြစ်တယ်လို့သိရပါဗျ။ပထမအကြိမ်လူရန်မှုမှာတော့ဧပြီလ14ရက်ကစကိုင်းနဲ့နေပြည်တော်ရှိ ငလင်ဘေးတဲ့ပြည်သူများကိုတွားရောက်လူရန်ခဲ့ပြီးယခုဧပြီလ26ရက်နေ့မှစတင်ကမန္တလေးနဲ့ပြည်ဦးလွင်ရှိ ငလင်ဘေးတဲ့ပြည်သူများနဲ့မဆိုးရင်စတင်တိုက်ပြိုကြရမှာခြေလက်အင်ကဆုံးလွန်လိုက်ရတဲ့ တန်ဃာတော်များအားတွားရောက်လူဒန်းသွားမှာဖြစ်တယ်လို့သိရပါဗျ။အဆိုပါလူဒန်းမှုမှာ ကိုရီးယားနိုင်ငံသားမစ္စတာကိုမလည်းပါဝင်လူဒန်းခဲ့တယ်လို့သိရပါဗျ။ဒီ ဝင်ရဆလုပ်ပြီးရပါတော့ဝင်ရဆလုပ်ပြီးတာကျွန်တော်တို့အဲမှာရှိတယ်တာဝန်ရှိတဲ့လူတွေကိုလုံးတန်ပြီးပြီးဒါဒီဝင်လေကြီးကအမတန်ဆိုးွားတယ်ပြည်ကြီးဆုံးရှုံးမှုများပြားတယ်နောက်ပြီးတော့ဖြစ်တရားမှာတစ်ခါဖြစ်တဲ့ငလီကြီးပေါ့နော်အဲ့ဝင်လေကြီးမှာဒါကျွန်တော်တို့တတ်နိုင်တဲ့ဘက်ကအာဝန်လူတိုင်းကြမယ်လို့ဆုံးဖြတ်ကြဆုံးဖြတ်ကြပြီးတော့ကျွန်တော်တို့ပထမအချိန်ပေါ့ပထမအချိန်ဒီစူးစောင်းလိုက်တဲ့အခါမှာတော့အဲတိန့်တရားနီးပါးရတယ်ပေါ့နော်အဲ့ဒါကိုအဲ14ရက်နေ့ဧပြီလ14ရက်နေ့မှာ ကျွန်တော်ဟိုဥစားပေါ့နော်စကိုင်းနဲ့နေပြီးတော့အဲ့မှာနှစ်နေရာခွဲပြီးတော့ထူလိုက်ပါအဲ့ချိန်တော့ကျွန်တော်မလိုက်ဖြစ်ဘူးအခုဒုတိယချိန်မှာတော့တခါအဲကိုတေစားကလည်းမတီးပေးတယ်နောက်ပြီးတော့ခုနဟလာအလူငွေပြရတဲ့အခါမှာတွေ့ရတယ်ဒါမစ္စာကိုကိုရီးယားနိုင်ငံမှာပေါ့နော်တောင်ကိုရီးယားနိုင်ငံမှာအဲသူတို့လူရှင်တွေကလည်းအခုလုံးမတီးပေးတယ်ဂျန်နဲ့လူရှင်တွေကလည်းအခုလုံးဝိုင်းဝန်းပေါင်ဖို့ကြပြတယ် အခုဒုတိယကြိမ်မှာလည်းတင်းတရာပေါင်းကျွန်တော်ရအောင်အဲ့တော့တင်းတရာပေါင်းကျဒုတိယဒုတိယကြိမ်တော့ကျွန်တော်နဲ့ဦးစီးပြီးတော့ကျွန်တော်တို့ donate donation တင်းရနေပြီးတော့ကျွန်တော်အာဟိုစားပေါ့နော်မန္တလေးနဲ့ပြည်ဦးလယ်မှာတွားပြီးလှူမှာပါပြည်ဦးလယ်မှာဆိုလို့ရှိရင်မန္တလေးရဝင်လေတန်းခန်းစားပြီးတော့ဒါရရတဲ့ပုံတန်ကာတွေအဲတည်သူတွေရှိပါတယ် เนาะအဲ့ဒါမန္တလေးစစ်ရုံကစစ်ကွာပြက်တဲ့ထက်ပါွားတော့ပြင်းဦးလွယ်မှာစစ်စစ်ရုံမှာလာပြီးကုတနေရအဲ့ဟိုင်ဟိုဘလင်တန်ခန့်ပြည်သူများနဲ့တန်ခါများလည်းလှူမယ်နောက်မန္တလေးမှာလည်းအဲပြည်သူများကိုလည်းတွားပြီးစုပါပါနေ့နေရာခွဲဖို့ဒီတွားရောက်ပြီးစုပါတော့အများကြီးဝမ်းသာပါတယ်အများကြီးဝမ်းသာတယ်ကွာဒါရင်ထဲမှာပေါ်ပေါ်ပြနိုင်လောက်အောင်ဒါပီတိတွေခံစားပါတယ်နောက်ပြီးတော့ကျွန်တော်တို့အခုလှူရလဲ ဟိုမလေးဒါခံတဲ့ဒါခံရတဲ့နော်ပြည်သူတွေအင်္ဂါတွေတော့တချို့အင်္ဂါတွေကိုလိုချင်လက်တာအဲကုလိုက်ပါတွေဒါပြတ်တောက်လိုက်ရဘူးနော်အဲဒီကုလိုက်ကပြတ်တောက်တဲ့အင်္ဂါတွေကိုပူပြုတ်ဟိုလူခဲ့မှာတော့ကိုတိုင်လက်ရောက်ကျွန်တော်တို့လူခဲ့မှာဖြစ်တဲ့အတွက်အဲအများအများကလည်းစိတ်ကျဉ်းတဲ့မျိုးထင်တယ်ဒါကျွန်တော်တို့အနေနဲ့လည်းအများကြီးကုတိုင်ပူရတယ်ဒါတသက်မှာတစ်ခါကြုံရတဲ့အလှူပေါ့လीနော်အဲ့ဒီကွက်ကိုကုတိုင်ပူရတဲ့အတွက်အများကြီးကျဉ်းတဲ့ပီတိ ကြည့်ရပါအဲ့တော့ကျွန်တော်တို့အခုလိုပေါ့လေစေနာတသာတာထက်တန်လာတယ်ဝိုင်းကြဝင်းကြမယ်ဆိုရင်ဒါတတိယကျင်းဆိုတာဖြစ်လာပါဘူးဖောင်ဒေးရှင်းအသေးကသူအရင်လေကလည်းသူလုံခဲ့တဲ့၄၅နှစ်လောက်ကပေါ့နော်သူ IAU ကကျုံးပေါ်မှာကြည်ပေးတွေပါဖြစ်တယ်အဲ့ဒီချိန်လေးကလည်းသူသွားပြောဟိုဘလူးခဲ့ပါတယ်ဟိုတန်နိုင်တပြည့်သူတို့အဲဘုံကြပါတော့တဘာဝဘေးအန္တရာယ်ဖြစ်ခဲ့တဲ့နော် ဒီဒုက္ခအနေနဲ့ဒီမှာကျွန်တော်တို့အသိနေနဲ့တက်နိုင်ပြီးကျွန်တော်ပြူခဲ့တဲ့ထုံးစံရှိပါတယ်။နောက်လည်းအဲ့လိုပဲဆက်လက်ဆောင်ရွက်သွားမယ်ဆိုတဲ့အကြောင်းတင်ပြလိုပါတယ်။ Okay I'm Mr. Go မြန်မာပြည်မှာလက်လက်ကြံကြားလို့ကျွန်တော်တို့ကူညီခြင်းခဲ့တယ်။ကျွန်တော်တို့ group ထဲမှာမြန်မာနေပြည်ကဥသိမ်းသေးဆိုတာရှိတယ်။ဥသိမ်းသေးကိုမြေကြီးတော့သူကအကြောင်းဆုံးရှင်းပြတယ်။ ကျွန်တော်တို့မှာအဖွဲ့ရှိပါတယ်အဲ့ဒီအဖွဲ့နာမည်ကဂါဘီယန်ကွင်းအဖွဲ့လို့ခေါ်ပါတယ်ဂါဘီယန်ကွင်းအဖွဲ့ကဗမာပြည်ကိုတော်တော်ချစ်ပါတယ်နောက်လိုတဲ့အကူအညီရှိရင်လည်းပြောပါကျွန်တော်တို့အဖွဲ့ကနေပြီးတော့တိုင်ပင်ပြီးတော့ကူညီရရှိတာကူညီပါမယ်ခင်ဗျာ I present us keep the legal person and then all the Myanmar peoples at Thimphaba